တင့်အဖွဲ့ရဲ့ဖန်တီးနိုင်စွမ်းတွေကိုထုတ်ဖော်ဖို့အသင့်ဖြစ်ပြီလားဒီဗီဒီယိုကစမ်းသစ်တီထွင်မှုနဲ့အောင်မြင်မှုစီဥတီစေမဲ့လုပ်ငန်းခွင်ယဉ်ကျေးမှုကိုဘယ်လိုတိစောက်ရမလဲဆိုတာဖော်ထုတ်ပြသထားပါတယ်ဒီယဉ်ကျေးမှုကလူတွေကိုစမ်းသစ်ဖို့ပြဿနာဖြစ်ရှင်းဖို့နဲ့အတိတ်ပဲရှိတဲ့စွန်စားမှုတွေပြုလုပ်ဖို့အားပေးတယ်ဒါဟာအကောင်းဆုံးအိုင်ဒီယာတွေပေါ်ထွက်လာမဲ့လုပ်ငန်းခွင်ရဲ့အခြေခံပဲ။ တီထွင်ဖန်တီးတဲ့ယဉ်ကျေးမှုကပုံမူပါဝင်ဆောင်ရွက်မှုပုံမူကောင်းမွန်တဲ့ပြဿနာဖြေရှင်းနိုင်မှုနဲ့ကုံထုတ်ဆွမ်းအားတိုးတက်မှုကိုဖြစ်စေတဲ့လူတွေကသူတို့ကိုနားထောင်ပြီးတံပိုးထားတယ်လို့ခံစားရတဲ့အခါစမ်းသစ်တီထွင်မှုတွေရှင်တန်းလာတယ်။ပွင့်လင်းတဲ့ဆက်သွယ်ပြောဆိုမှုယုံကြည်မှုနဲ့တင်ယူလိုစိတ်တွေဟာတိုးတက်တဲ့တီထွင်ဖန်တီးမှုလုပ်ငန်းခွင်ရဲ့အကျိုးရုပ်ဖြစ်တယ်။ဝန်ထမ်းတွေကို သူတို့အိုင်ဒီယာတွေထုတ်ဖော်ခွင့်ပေးပါ ဒီဇိုင်းအတွေ့အမြင်ကိုစမ်းသုံးကြည့်ပါသိငယ်တဲ့စမ်းသပ်မှုတွေကိုအားပေးပါတင်ယူမှုအခွင့်အလမ်းတွေပေးပါလူတွေကမှားယွင်းတာကိုမကြောက်ဘဲတင်ယူရတဲ့အခါတီထွင်ခံတီးမှုတွေကြီးထွားလာပါတယ်။တင့်လုပ်ငန်းခွင်ယဉ်ကျေးမှုတိုးတက်ဖို့စစ်တမ်းတွေတိုင်းတာချက်တွေနဲ့တုံ့ပြန်မှုစနစ်တွေကိုသုံးပါအောင်မြင်မှုတိုင်းကိုဂုံပြုပါအတိမတ်ပြုမှုကတီထွင်ခံတီးမှုကိုတွန်းအားပေးပါတယ်။ တီထွင်ဖန်တီးမှုအတိုက်အဝန်းတိဆောက်ပါခြေလန်းဆက်လိုက်ပြီးတင့်အိုင်ဒီယာတွေခမတ်မှမျှဝေကအတူတူစမ်းတစ်တီထွင်ကြပါစို့